too many wallet account တွေကျွန်တော်တို့ဒီ level 2တင်တဲ့သူတွေပေါ့နော်အများစုအမှားလုပ်လို့ရှိတဲ့အမှားလေးတွေကိုကျွန်တော်က debut လေးမှရှင်းပြပေးခြင်းနဲ့နံပါတ်1နေကျွန်တော်တို့ဘာတွေအမှားလုပ်လို့ရှိလဲဆိုတော့ဗျာကျွန်တော်တို့ဒီတိထမှာဒီလက်ရှိမှာဘောပမင်းကပ်ပြားတွေကလူတိုင်းတက်တန်းကုန်နေတယ်2025မှာတက်တန်းကုန်နေတဲ့သူတွေရှိပဲအချို့ကအဲ့ဒါကိုပေါ့ဗျာမသိဘဲနဲ့ဒီ2025ကပ်ပြားရင်းနဲ့ပဲကျွန်တော်တို့ level 2တိုးတော့ပြီးတော့တင်နေရှိတယ်အဲ့ခါကျရင်ကျွန်တော်တို့အရင်နေကျောင်းကနေပယ်ရှာမှာဖြစ်ပါတယ်လုံးဝမရပါဘူးလုံးဝမတင်ပါနဲ့ဒါသတိပေးတာနောက်တစ်ခုကကျွန်တော်တို့ဒီ နောက်ထပ်အမှားလုပ်လေးအများဆုံးရှိတာတော့ကျွန်တော်တို့ဒီမူရင်းပေါ့နော်ဖက်ပြားတွေကိုမတင်မနေကျွန်တော်တို့ဒီဖုန်းနဲ့တပ်ပုံလေးတို့နောက်တစ်ခုကဒီမိတ်တူတွေတို့ပေါ့နော်ဒီလိုမျိုးကောင်းနေနေတော့ပြီးတော့ကျွန်တော်တို့ဒီတပ်ပုံလေးရိုက်တင်တဲ့အခါကျရင်လည်းပဲသူကတင်လို့ရှိရင်အများစုကလုပ်လေးရှိတယ်ကျွန်တော်တို့ဒီလိုမျိုးလဲသူတို့လုံးဝခုမပြုထားပါဘူးနော်ကျွန်တော်တို့အပြင်ကဒီကပ်ပြားအစ်စ်ကိုပဲကင်မရာနဲ့ဒီလိုမျိုးတိုက်ရိုက်ပေါ့နော် software ကနေရိုက်ပြီးတော့တင်ပါတာရတယ်ဟုတ်ပြီအဲ့တော့ message အနေနဲ့ကျွန်တော်အခုပြောခဲ့တဲ့ချက်လေးတွေကိုပြန်ပြီးတော့စသည်ကြည့်ပါကိုကပဲနီးလန်းနေတဲ့အမှားလုပ်ပြီးတော့တင်နေလို့အကောင့်မှာရတာလေပေါ့နော် အဲ့တော့အခုကျွန်တော်ဘွန်နဲ့အနေနဲ့ကျွန်တော်တခုထပ်ပြီးတော့အကြံပေးခဲ့အောင်မယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီ level 2တင်တဲ့အခါကျရင်တချို့ကချိတယ်ဗျာအဲ shell တွေအကုန်လုံးမှန်တယ်ဗျာဥပမာပုံစင်တဲ့တင်တဲ့ pattern လည်းရှိတယ် shell တွေလည်းအားလုံးတူညီတယ်ဒါပေမဲ့သူတို့ကြာချုံးတဲ့အဓိကနေရာတော့နောက်ဆုံးအဆင့်ပါနောက်ဆုံးမှာကျွန်တော်ဒီလိပ်စာတွေတစ်သိနေမိတွေပေါ့နော်ဖြည့်ပေးရတဲ့နေရာမှာဆိုရင်တချို့ကဒီမဖြည့်ပေးလိုက်ဘူးပေါ့နော်မဖြည့်ပေးတဲ့အခါကျတော့အဲကျွန်တော်နေပြီးတော့မအတီးပြုတ်လို့မရဘူးဗျာဘာဖြစ်လို့လဲဆိုတော့ဒီတက်ပြားမှာပါတဲ့ shell တွေကမပြည့်စုံဘူးလိပ်စာပါရင်ပါမယ်ဒါပေမဲ့ ုမ္ပဏီနဲ့မီလို့တတိနဲ့မီလို့မပါတာဖြစ်တဲ့အကြောင်းသူတို့ကအတီးပြုတ်ပြီးလို့မရတော့ပယ်ချလိုက်တယ်ပယ်ချလိုက်တော့အကောင်းမအောင်အဲဖြစ်များစုကလည်းအဖြစ်များလာတာလည်းအဲ့ဒီအဲ့လိုမျိုးဖြစ်တာများတယ်ဆိုတော့အခုကျွန်တော်ပြောတဲ့အချက်လေးတွေကိုပြင်ဆင်ပြီးတော့မစ်ဆူအနေနဲ့လုပ်ကြည့်မယ်ဆိုရင်ဒီတိုင်းနဲ့ပဲဒူကောက်တင်လို့ရမှာဖြစ်ပါတယ်ကိုယ်တိုင်း low end တင်မတက်ဘူးပေါ့နော်မရဘူးဆိုလည်းလူရှိရင်တော့ကျွန်တော်စီမံဆက်သွယ်လို့ရပါတယ်မစ်ဆူတို့အမြန်ဆုံးရအောင်အခုဆောင်ရွက်ပေးမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျာ